လက္ခဏာမှာအဓိကကြတဲ့လမ်းကြောင်း၄ကြောင်းရှိတယ်ဗျဒါကတော့အသက်လမ်းဥကောင်းလမ်းခေါ်ညံလမ်းနှလုံးလမ်းနောက်ပြီးတော့ကံလမ်းလို့ဖြစ်တယ်ပေါ့ဗျအဲ့ဒီမှာဒီတစ်ခေါက်ပြောချင်တာကဥကောင်းလမ်းခေါ်ညံလမ်းဗျဥကောင်းလမ်းခေါ်ညံလမ်းအကြောင်းပြောရမယ်ဆိုရင်ဒီဥကောင်းလမ်းရဲ့အစအနေစာကြည့်ရပါမယ်ဥကောင်းလမ်းရဲ့အစဟာ အသက်လမ်းနဲ့ပူကက်စွာပွေလင်းရှုပ်ထွေးပြီးထွက်နေလား အတလန်နဲ့ထိစက်အောင်လေးပဲထိစက်ပြီးထွက်နေတာဒါမှမဟုတ်အတလန်နဲ့လုံးဝမထိစက်ပဲကွဲပြီးထွက်နေလားဒီလိုမျိုးသုံးလို့ရပါတယ်နောက်ပြီးတော့ဒီဥကောင်းလမ်းကြောင်းဟာတိုလာဥကောင်းလမ်းကြောင်းကနိုင်ဖွားရဲ့တစ်ဖက်စွန်းတနင်္လာကြုံကုန်တိရောက်အောင် ရှင်းနေလားဥကောင်းလမ်းကြောင်းမှာကျုံးနေချက်ချေကဲအဖြတ်တွေအမှတ်တွေနောက်ပြီးတော့ကျဲပုံးတဲ့အမှတ်သားတွေသတိဉာဏ်တွေပါလာဒါတွေလေးလေးလာစစ်ဆေးရပါမယ် အခုပြောချင်တာကအမိခိုကင်းစွာရက်တည်ပြီးကြီးပွားအောင်မြဲသူမှာပါတဲ့ဥကောင်းလန်းချောင်းပြဘလို့လူမျိုးလဲဆိုတော့ဥကောင်းလန်းချောင်းဟာအသက်လန်းချောင်းနဲ့အနှဲငယ်กว่าဟာပြီးထွက်ပေါ်နေပါတယ်အဲ့ဒီလူမျိုးကအဲ့ဒီလိုထွက်ပေါ်နေရင်လက္ခဏာရှင်ဟာကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုအပြည့်ရှိသူပြနောက်ပြီးတော့ဒီလိုမျိုးဥကောင်းလန်းချောင်းနဲ့အသက်လန်းနဲ့กว่าပြီးထွက်နေရင် အပြိုကြီးလူပြိုကြီးလည်းဖြစ်တတ်တယ်ဘု து ကောမှာတန်ရုံးစဉ်သိရှိတဲ့လူမျိုးလဲမဟုတ်ဘူးဗျာ ဒီလိုလူမျိုးကစီးပွားဥစ္စာလဲအလွန်ရှာဖွေတော်တဲ့လူမျိုးဖြစ်ပါတယ်။သူတပားချုပ်ချယ်တာအမိန်ပေးတာလုံးဝမကြိုက်ဘူး။ဘလို့ပြဿနာအခက်ခဲမဆိုရဲရဲဝံ့ရင်ဆိုင်ဖြစ်ရှိနိုင်တယ်။တာဝန်ယူစိတ်တာဝန်ခံစိတ်ဖြစ်ရှိတယ်။ဘဝမှာအမိကိုကင်းစွာယက်တည်နိုင်တယ်။ဘယ်ရာမဆိုဆုံးဖြတ်ချက်များတိကျပြတ်သားတဲ့အတွက်လူအများရဲ့လေးစားအကြခြင်းခံရပါမယ်။နောက်ပြီးတော့ဒီလိုမှတ်သားပါတဲ့သူတွေဟာစိတ်ထားမြင့်မြတ်သူတွေလို့ပြောလို့ရပါတယ်။ တကယ်လို့ပေါ့ဗျာဒီလိုမျိုးဥကောင်းလန်းနဲ့အတလန်းကွာဟပြီးထွက်နေတဲ့သူတွေဟာသာသနာဘောင်မှာဆိုရင်တော့အင်မတန်မှကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်တဲ့သူတော်စင်သူမြတ်ကောင်းတဲ့ထောင်မှဖြစ်နိုင်တယ်လို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့သူတို့ကဘသူကမှတန်ရုံးစေသိမရှိလို့ပဲဖြစ်ပါတယ်။အပြိုကြီးလူမျိုးကြီးအများစုမှာအဲ့ဒီလိုမျိုးပါတတ်တာတတိထားမိပြီလေဗျ။ နောက်တစ်ခုပြောချင်တာကဥကောင်းလမ်းကြောင်းကတက်လမ်းကြောင်းတွေတော်တော်များပါဗျာပူတွဲပြီးထွက်နေတယ်ပိုးလဲရှုပ်ထွေးပြီးတန်ကျိုးခွင်းဆက်တွေနဲ့ထွက်နေတယ်ဒါဘာကိုပြောလဲဆိုတော့အဲ့လိုမျိုးပူးကပ်ပြီးတော့ထွက်နေတာကကိုက ကိုဘွားတစ်ချောင်းလုံးမှာကိုရဲ့မိသားစုဝင်တွေကိုကိုချစ်သူခင်သူတွေရဲ့လောင်းရဲ့အောက်ကနေမလောက်ဘူးကိုဘာပဲလုပ်လို့သူတို့ရဲ့အကြံအမြဲတမ်းပါတယ်သူတို့စီကလည်းအကြံဉာဏ်တောင်းပြီးမှလုပ်တတ်တယ် နောက်ပြီးတော့အဲ့ဒီလိုလူမျိုးဟာပြောရမယ်ဆိုရင်တော့ဆုံးဖြတ်ချက်ဆိုလဲပြပြတတ်တာမချမှတ်တတ်ပေါ့ဗျာဒါကမကောင်းတဲ့အချက်ပေါ့ဗျာကောင်းတဲ့အချက်တွေကရှိပါတယ်ဘာတွေလဲဆိုတော့မိသားစုနဲ့ရင်းနှီးနှီးနွေးထွေးဆက်ဆံတဲ့လူမိသားစုကိုချစ်တဲ့သူရဲ့အများဆုံးပါအဲ့ဒီလိုမျိုးဥကောင်းလန်းချောင်းနဲ့အသက်လန်းချောင်းအဖျားတွေဟာရှုပ်ထွေးပွေလီပြီးတော့ဆက်ဆက်ပြီးတော့ပါတတ်ပါလေနောက်တစ်ခုကတော့ဥကောင်းလန်းချောင်းနဲ့အသက်လန်းချောင်းအဖျားဟာထိုံလေးပဲထိတာပေါ့ဗျာ အဲ့ဒီလိုမျိုးထီယုံတွေပဲထွေးတဲ့လူကြတော့သူတို့ကကြားတဲ့ကလို့ပြောလို့ရတယ်မိသားစုကိုအလေးမထားတာမဟုတ်ဘူးအလေးထားတယ်ဒါပေမဲ့အရန်ကြီးပတ်သက်သက်ဆက်ရှင်မလုပ်ဘူးကိုယ့်ရဲ့ဆုံးဖြတ်ချက်မှာကိုယ့်ရဲ့မိသားစုညီကိုမောင်မလေးလာပြီးတော့ဝင်ရောက်ဆွတ်ဖက်တာမျိုးလုံးဝလက်လက်မခံဘူးဒါပေမဲ့သူတို့ကြံကြံမယူဘူးလားဆိုတော့လည်းမဟုတ်ဘူးရှူတယ်အဲ့ဒီလိုလူမျိုးမှာအတလန်းချောင်းထိတ်နဲ့ညာလန်းထိတ်ကထီယုံလေးထီပြီးကွာထွက်နေပါလေ တကယ်တော့ဥကောင်းလန်းခွန်ညံလန်းဟာရှေးလေကောင်းလေပါလက်ရဘက်တစ်ဖက်စွန်းထိရောက်အောင်ရှေးလေကောင်းလေပါဒီလိုမျိုးတစ်ဖက်စွန်းထိရောက်အောင်ရှေးရင်တော့ဒီလိုလိုမျိုးဟာအသိဉာဏ်ပညာအမျှော်မြင်တဲ့ပြီးပြည့်စုံတယ်ပြောလို့ရတယ်ဥကောင်းလန်းခွန်ညံလန်းဟာအဖျားမှာနှစ်ခွကွဲနေတော့အလုံးနှစ်ခုလောက်ရမယ်ဘွဲဆိုလည်းနှစ်ခုထက်မနည်းရမယ်စီးပွားရေးနှစ်ခုရမယ်ဒါပေမဲ့ဒီလိုလိုမျိုးတွေဟာကြတော့ဘာဖြစ်လဲဆိုတော့ အတွေးခေါ်ပေါ့ဗျာဆုံးဖြတ်ချက်မှာပြတ်မသားမြင်ရဘူးအမြဲတမ်းသူတို့မှာဆုံးဖြတ်ချက်နှစ်ခုနှစ်ခုရှိနေတတ်တယ်အဲ့ဒါမျိုးပါကဲနောက်ထပ်လက္ခဏာလမ်းတစ်ခု ပြောခြင်းနေဗျာဒီလက္ခဏာပုံစံကိုကြည့်ပါဗျာဒီလက္ခဏာပုံစံမှာဆိုရင်လူတယောက်ရဲ့ကုသိုလ်ကံမှာအဓိကကြားတဲ့ကံလန်းချောင်းကြီးဟာဥကောင်းလန်းချောင်းမှာထိပ်ပြီးရက်သွားတယ်နောက်ထပ်လည်းထပ်ပြီးတော့ထပ်တိုးမလာဘူးအဲ့မှာပဲရက်နေတယ်တခြားအရင်လည်းမပေါ့ဘူး ဒါဆိုရင်မကောင်းဘူးဗျဒီလိုလက္ခဏာရှင်ဟာတက်လက်ပိုင်းမှာအသက်လက်ပိုင်းပေါ့ဗျာဒီလက္ခဏာပုံစံအရဆိုအသက်36 39ဝန်းကျင်မှာဘဝမှာဆုံးဖြတ်ချက်တွေအများကြီးများပြီးတော့ကြာရှုံးတာပညာသင်ကြားမှာလည်းဆုံးဖြတ်ချက်အများကြောင့်ဆုံးရှုံးရတာမျိုးကြုံတတ်တယ်ဗျဒီလိုမျိုးကံလန်းကတဝက်တစ်ပြည့်ကြီးနေရင်းနေတာတော့မကောင်းဘူးဗျဒီကံလန်းကနောက်ထပ်ထပ်ထွက်ပြီးတော့ ကျွန်တော်တို့လက်ခက်လက်အောက်ကိုပဲဖြစ်ဖြစ်လက်သွေအောက်ကိုပဲဖြစ်ဖြစ်လက်ညှိုးအောက်ကိုပဲဖြစ်ဖြစ်ထိုးတက်သွားပြီဆိုရင်တော့အင်မတန်မှကောင်းပါလေ။ဒါပေမဲ့တော်တော်များလူတော်တော်များကအဲ့ဒီလိုမျိုးကံလမ်းပဲဖြစ်ဖြစ်ပါလေ။ဘာလဲဆိုတော့တက်လက်ပိုင်းမှာဘွားကရှေ့ကိုမရောက်တော့ဘဲနဲ့ရက်တက်နေတဲ့ကံမျိုးပေါ့ဗျာ။ဒီလိုမျိုးတော်တော်များကဖြစ်တတ်ပါလေ။အဲ့ဒီလိုမျိုးမဖြစ်အောင်အတွက်မိမိအနေနဲ့ကိုယ့်ရဲ့ကံကိုမြင့်တင်တဲ့ ဒီရတရားတွေပြုလုပ်ပေးရပါတယ်။ကံမြစ်ကံစင်းဖို့အတွက်လည်းအများကြီးလုပ်ပေးရပါတယ်။ဘာသာတရားများများလုပ်ပေးပါ။ဒါဆိုရင်မကြခင်မိမိရဲ့ကုသိုလ်ကံတွေဟာပြန်ပြီးတော့တဖန်ပွင့်လန်းလာမှာဖြစ်ပါတယ်။မဟုတ်ဘဲဆိုရင်တော့ဒီကံကပိတ်သွားတဲ့သဘောထားရှိပါတယ်။ကံလန်းကြောင်းရဲ့အဆုံးသက်ကကျွန်တော်တို့လက်ညှိုးမှသာတကယ်လို့အဆုံးသက်ရင်တော့ခေါင်းဆောင်ဆရာအကြီးမှုဖြစ်တတ်တယ်။လက်သက်ကျွမ်းမှာအဆုံးသက်ရင်တော့ပစ္စည်းဥစ္စာ ြင်တာတွေ့ဝတ်တဲ့လက်ကလေးအောက်စနေကြိုကမှာဆုံးသင့်တော့တကူဩဇာကြီးမားတဲ့သူဖြစ်တယ်လို့ပြောလို့ရပါလိမ့်တခုရှိတာကတော့ဒီလိုလူမျိုးတွေဟာဂျားထဲမှာအဖြတ်တွေမရှိဘူးတော့လို့အတာဖြစ်ပါလိမ့်နောက်လက္ခဏာလမ်းတခုပြောခြင်းနဲ့ဗျတိတိခါပြောခြင်းတာကလဘွားပြင်ပေါ်ကလမ်းကြောင်းလေးတွေကြောင်းမဟုတ်ဘူးဗျမိတ်ဆွေရဲ့လက်ညှိုးမိတ်ဆွေရဲ့လက်ချောင်းလေးတွေပေါ့ဗျအဲ့ဒီလက်ချောင်း ထိတ်လေတဲ့ပုံစံမှာလက်ချောင်းထိတ်လေတဲ့ပုံစံကဘလို့ပုံစံမျိုးရှိနေလဲကတော့ပုံစံရှိနေလားအဖျားချွန်ပုံစံရှိလားဒေးတောင်လားထိတ်ကားလားဒီလိုမျိုးတော့ကြည့်ရပါလိမ့်မယ်တကယ်လို့မိတ်ဆွေရဲ့လက်ညှိုးမှာလက်ညှိုးထိတ်ကအဖျားချွန်လဲဆိုရင်လူတူတို့ရဲ့စိတ်ကိုအသိမြင်တတ်တဲ့အသိစိတ်ထူးခြားပါလေဘာသာရေးနဲ့ပတ်သက်ပြီးသူတို့ချာတွေးခေါ်တတ်တဲ့ဉာဏ်ရှိသူဖြစ်ပါလေ ဒီလိုကတော့ဘုံဆိုရင်တော့တိလွယ်တလွယ်မှတ်လွယ်တယ်အရေးချင်းရှိပါလေစာပေဝသနာပါတပါလေတကယ်လို့လညိုးရဲ့ထီလေးကဗျာလေးတော့ပုံဆိုရင်တော့အမှန်တရားကိုလိုလားတဲ့သူစဉ်းစားစဉ်းကျင်ဉာဏ်ရှိပြီးလက်တွေ့ကြတဲ့သူပါထိတ်ကားတဲ့ပုံစံဆိုလှုပ်ရှားမှုကိုအလွန်အမင်းနှိမ့်ချိုက်တယ်တနည်းအားဖြင့်ညီညီစိစိမနေတက်သူလို့ပြောလို့ရပါတယ်မိတ်ဆွေရဲ့လက်ခလဲကြည့်ပါလက်ခလဲဟာတကယ်လို့အဖျားချွန်လိုအပ်တာထက်အဆုံးထွက်လာရင် ပြည်သနာအလွန်အမင်းကြောက်တတ်ပါလေ ကရောပုံစံလိုဘာသာတရားကရှင်ပါလေလေတော့ပုံစံလိုဉာဏ်ပညာအတော်များရှိပြီးအဆက်ဆက်အရာတတိရှိပါလေထိတ်ကားတဲ့လက္ခဏာတစ်ချောင်းဆိုရင်တော့လုံးလဝရိယအပြည့်ရှိတဲ့သူလို့ပြောလို့ရပါလေနောက်လက္ခဏာတစ်ခုပြောချင်တယ်ဗျနောက်တစ်ခုပြောချင်တာကတောက်ကြကြုံကုန်တောက်ကြကြုံကုန်ဟာအဓိကပြောရမယ်ဆိုရင်တော့အခြေရင်းနဲ့လိမ်မှုရာကိစ္စတွေကိုတုံးအားပေးတဲ့ကြုံကုန်ဆိုရင်မမအောင်ပေါ့ဗျာနောက်ပြီးတော့လူတယောက်ရဲ့ မေတ္တာစေတနာကိုပြတဲ့ဂျုံကုံဆိုလည်းမမောဘူးဗျ။တောက်ကြဂျုံကုံဆိုတာနဲ့လူတော်များကကာမဂုဏ်ကိစ္စကိုပဲဖြေးမြင်ကြပါတယ်။ဒီတက်ပေါ်ပြီးတောက်ကြဂျုံကုံကအများကြီးနဲ့နေပါတယ်။တောက်ကြဂျုံကုံကောင်းနေဗားရဖြစ်မလဲကြည့်အောင်ဗျ။တောက်ကြဂျုံကုံကောင်းရင်ဘယ်လိုပုံစံလဲ။တောက်ကြဂျုံကုံကောင်းနေဆိုတာကလက်မအောက်အသားဆိုင်ဟာကြီးမားဖြည့်ဖြူတယ်။နောက်ပြီးတော့အဲ့ဒီအသားဆိုင်ဟာအဖြတ်တွေအမှတ်တွေမှဲ့တယ်၊ကင်းရှင်တယ်။ တန်ရှင်းကြည့်လင်းတယ်ဒါဆိုရင်တော့ဒါတောက်ကြကြကုန်ကောင်းတာပေါ့တောက်ကြကြကုန်ကောင်းတဲ့သူဟာတနာကျင်တတ်တဲ့ချစ်ခင်မြတ်လို့တယ်အကောင်းကြိုက်တတ်တယ်တဲ့အစားတော့ဆိုလည်းအထူးမှန်မောတတ်တယ်အလားပိုက်လည်းကျင့်နေတတ်တယ်သူတို့ဘဝရဲ့မြင်လို့ခြင်းကိုခံရတတ်တဲ့သူတွေဖြစ်တယ်ဒီလူတွေဟာတခြားသူတွေပေါ့အလွန်တနာတတ်တဲ့အတွက်ဆောင်းရှောက်ကူညီတတ်တဲ့အတွက်ဘဝမှာအမားကြီးဂျုံဝတ်တတ်တယ်တာဝန်မှန်သမျှကိုလည်းမစုံတန်းယူရတဲ့တတ်တည်ရှိတယ်လုံးလဝရိယရှိတဲ့သူတွေပျော်ပျော်နေတတ်တယ်လို့စိတ်မနာတတ်တဲ့သူတွေပါ အချစ်ရေးမှာဒီလူတွေအတွက်ပြဿနာတရေဖြစ်နေတယ်နှစ်နှစ်ကကချစ်မြတ်လို့တက်တဲ့အတွက်ဘဝဖော်မရှိမနစ်တက်ပါဘူးအိမ်တော်ဆော့ဆော့ပြတ်တက်တယ်ရင်ကျေးသိမ်မှုတို့လောင်းကစားဝါဒနာပါတက်တယ်ဒီလူတွေအများအားဖြင့်တော့အသက်တော်သိပ်ပြီးမရှိဘူးဗျအစိုးတော်တွေဖက်ရှင်ဒီဇိုင်နာတွေစမင်းသားမင်းသမီးတွေစာရေးဆရာတွေပါအများဆုံးတွေ့ရတတ်ပါလေလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ